လုံးလုံးရှားရှားကဘာတော်စီစဉ်ကိုရှူစားနေကြတာပါဒီတွဲမှာတော့2025မြန်မာငလင်ကြီးဘာကြောင့်ဖြစ်ခဲ့သလဲမြမဘူမိချိန်ခိုက်ဘုံလို့ဆိုနိုင်တဲ့သခိုင်းပြည့်၍အကြောင်းနဲ့မြမနိုင်ငံမှာဘာကြောင့်အကြီးအကျယ်ထိခိုက်ခဲ့သလဲဆိုတာတွေလေးလာကြည့်ကြအောင်ဖြစ်ပါတယ်မလ28ရက်နေ့မှာအင်အား9.8ရှိတဲ့ငလင်ကြီးတစ်ခုဟာမြမနိုင်ငံမန္တလေးမြို့နဲ့16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီးတော့လှုပ်ခတ်သွားခဲ့ပါတယ်။ဒီငလင်တန်ကိုမြန်မာနိုင်ငံတမန်တလျားမှာသာမကဘဲနဲ့ထိုင်း ဘင်္ဂလားဒေ့ရှ်နဲ့တရုတ်ဒေသအချို့မှာပါတက်ရောက်မှုရှိခဲ့ပါတယ်။အစိုးဆုံးကြုံခဲ့ရတဲ့မြန်မာနိုင်ငံအလဲပိုင်းမှာတော့အဆောက်အုံတွေပြိုလဲတရားတွေပြိုကျခဲ့ပါတယ်။မလ29ရက်နေ့အထိအသိရသမျှနောက်ဆုံးအခြေအနေရတေဆုံးသူထောင်ကျော်သွားပြီဖြစ်သလိုဒဏ်ရာရသူလည်းထောင်ချီရှိနေပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မှာလည်းအဆောက်အုံပြိုကျမှုနဲ့တူတေဆုံးမှုတွေရှိခဲ့ပါတယ်။မလ28ရက်နေ့တောက်ကြာနေ့မြန်မာစံတော်ချိန်မွန်လွယ်12:30မိနစ်50ထိုင်းစံတော်ချိန်မွန်လွယ်1:30မိနစ်20မှာ မန္တလေးမြို့အနီးမြေပြင်ဟာစတင်လှုပ်ခတ်လာပါတယ်။ငလင်ဟာအနက်30ကီလိုမီတာပဲရှိပြီးတော့တိတိတသာတိန်တဲ့ငလင်ဖြစ်ပြီးတော့အင်အား9.8ရှိတယ်လို့အမေရိကန်ဘူမိတိုင်းတားရေးဌာနကတွက်ချက်ပါတယ်။ငလင်နံကိုမြန်မာနိုင်ငံတလောခန်းစားခဲ့ရပြီးတော့မန္တလေးမြို့ကအဆောက်အုံတွေပြိုကျပျက်စီးမှုတွေရှိခဲ့ပါတယ်။တမိုင်းဝင်စည်းပြီးပထိုးတွေဖုန်ကြီးကျောင်းတွေဗလီဝိပုအဆောက်အုံတွေဂျုံအဆောက်အုံတွေနေအိမ်တွေပြိုကျပျက်စီးခဲ့ပါတယ်။ဘိုးကျန်းနာကစကိုင်းတိုင်းမှာရွာလုံးကျွပြိုကျပျက်စီးမှုတွေပါရှိခဲ့တယ်လို့ဆိုပါတယ်။ အရေးပါတဲ့အင်းဝသဒားလို့နာမည်ပေးထားတဲ့သခိုင်းသဒားဟောင်းပြိုချခဲ့ပါတယ်။လက်စစ်သားနဲ့ဆက်သွယ်လိုင်းတွေလည်းပြတ်တောက်ခဲ့ပါတယ်။ကီလိုမီတာယာကြီးဝေးတဲ့ဘန်ကောက်ထိငလင်ကတက်ရောက်ခဲ့ပြီးတော့အထက်မြင့်အဆောက်အုံတွေလှုပ်ရမ်းခဲ့ပါတယ်။ဆောက်လုံဆက်33ထပ်အဆောက်အုံပြိုချခဲ့တဲ့အတွက်ဆောက်လုံရေးလုံသားတွေတေဆုံးပိတ်မိမှုတွေဖြစ်ခဲ့ပါတယ်။ငလင်လောက်ကမှုကိုတရုတ်နိုင်ငံယွန်နမ်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေထိခံစားခဲ့ရပြီးတော့ဒါဟာငလင်လိုင်းတွေဘယ်လောက်ထိဝေးဝေးရောက်တယ်လဲဆိုတာကိုဖော်ပြနေပါတယ်။ ကမ္ဘာအပြင်ကဟာ tectonic plate ဆိုခေါ်တဲ့ကြောက်ထုလာတွေနဲ့ဖွဲ့စည်းထားပါတယ်။အဲ့ဒီကြောက်ထုလာကြီးတွေဟာမန္တာလို့ခေါ်တဲ့ကမ္ဘာကြားလွှာပေါ်မှာအမြဲမပြတ်ရွေလျားနေကြပါတယ်။မြန်မာနိုင်ငံကတော့အိန္ဒိယကြောက်ထုလာနဲ့ယူရေးရှားကြောက်ထုလာကြားမှာတည်ရှိပါတယ်။ဒီကြောက်လာကြီးတွေဟာအချင်းချင်းတွန်းဆွဲပုတ်တိုက်ကြပါတယ်။ဒီလိုနဲ့အချင်းကြာလာနဲ့မျှဒီကြောက်လာကြီးတွေအစုံးတွေမှာအင်မတန်ကြီးမားတဲ့တင်အားဖြစ်စေပါတယ်။ကြောက်လာချက်တွေကိုနေသားတကျဖြစ်စေတဲ့ပုတ်တိုက်မှုတဲ့တင်အားကပိုများလာတဲ့အခါကျရင် ပြင်းထန်တဲ့တုံ့ငနဲ့လှုပ်ရှားမှုတစ်ခုမှာစွမ်းအင်ကိုထုတ်လွတ်လိုက်ပါတယ်။အဲ့ဒါကိုငလင်အနေနဲ့ခန်းစားရတာဖြစ်ပါတယ်။အခုဖြစ်တဲ့ငလင်ကတော့ strike slip earthquake လို့သုံးသပ်ကြပါတယ်။ကြောက်လာချက်တွေဟာအပေါ်အောက်တစ်ခုပေါ်တစ်ခုထပ်မသွားဘဲနဲ့ဘေးတိုက်ရေပြင်ကြီးပဲ short ထွက်တာမျိုးကိုဆိုလိုပါတယ်။ဒီလိုလွတ်ထွက်သွားတဲ့အခါကဘာမျက်နှာပြင်မှာမှာကီလိုမီတာဒါဇင်ချီရှည်လျားတဲ့အက်ခွဲမှု rapture ဖြစ်ပြီးတော့ငလင်လိုင်းတွေကိုထုတ်လွတ်ပေးပါတယ်။ဒီနေရာမှာငလင်ကိုတိုင်းတာမှာအရင်က raster scale ဆိုတာသုံးကြပြီပဲ။အခုခါမှာတော့စွမ်းအင်ထုတ်လွတ်မှုကိုတိုင်းတာတဲ့ moment magnitude scale နဲ့ဖော်ပြပါတယ်။ ီစကေးဟာလော့ဂရသန်စကေးတစ်ခုဖြစ်ပြီးတော့ကနန်းတလုံးကြီးတိုင်းမှာအကြမ်းမြင့်အားဖြင့်စွန့်ရင်ဟာ32ဆပိုများလာပါတယ်ဆိုလိုတာအင်အား9.8ရှိရဲ့ငလင်းတစ်ခုဟာအင်အား9.5ရှိရဲ့ငလင်းထက်အစတစ်ထောင်ကျော်ပိုအားကောင်းပါတယ်အကွဲမှုရက်ဖြာဟာမြေပေါ်နဲ့အရန်နီးတာကြောင့်လှုပ်ရှားမှုဟာပိုပြီးတော့ပြင်းထန်ပါတယ်ငလင်းလိုင်းတွေဟာအရက်မျက်နှာဆုံးဖြာထွက်ပြီးတဲ့နောက်ဘိုလ်ကျန်းနဲ့ဟိုးဝေးကြီးထိတက်ရောက်ဧရိယာပိုကျပြန့်သွားပါတယ် အရှိတောင်အာရှမှာအလှူရှားဆုံးနဲ့အနေရဲ့အကြီးဆုံးပြည့်ရွေကျော်တစ်ခုဖြစ်တဲ့စကိုင်းပြည့်ရွေတစ်ချောင်းမှာမြေဖြားခံပါလေစကိုင်းပြည့်ရွေဟာမြန်မာနိုင်ငံကိုအလဲတက်တဲ့လောက်ကနေအပေါ်အောက်ချမ်းထားသလိုဖြစ်နေတဲ့ကီလိုမီတာ1900ရှည်တဲ့တိုက်လျှော် strike slip ပြည့်ရွေဖြစ်ပါတယ်အနောက်ဘက်ကအိန္ဒိယကြောက်ထူလာနဲ့အရှေ့ဘက်စွန်ဒါကြောက်ထူလာကိုချားထားတာဖြစ်ပါတယ်ဒီပြည့်ရွေဟာလူရည်ထူထပ်တဲ့မြို့ကြီးတွေဖြစ်တဲ့မန္တလေးနေပြည်တော်ရန်ကုန်တို့အောက်ကဒါမှမဟုတ်အနီးကနေတိုက်ရိုက်ဖြတ်သွားပါတယ်ဒီလိုမျိုးပြဧရိယာတွေနဲ့နီးကပ်တာကြောင့် အကွဲမှုဖြစ်တဲ့အခါမှာအနေပိုကြီးတာဖြစ်ပါတယ်ဒီပြည့်ရာတစ်နှစ်ကို78ကနေ20မီလီမီတာလောက်ပဲဖြည်းဖြည်းနဲ့မမှန်ရွေ့နေပါတယ်ဆယ်စုနှစ်တည်းအများကြီးကြာတဲ့အခါကျတော့တင်းအပူများလာပြီးတော့အကြီးစားငလင်ကြီးတွေဖြစ်လာတာဖြစ်ပါတယ်တမိုင်းတစ်ယောက်သခိုင်းပြည့်ရီကျောင်းမှာဖြစ်ခဲ့တဲ့ငလင်ကြီးတွေကိုပြန်ကြည့်မယ်ဆိုရင်အခုလိုတွေ့ရပါတယ်1839ခုနှစ်မှာအင်အား8ရှိတဲ့ငလင်ကြီးကြောင့်အဝလိုလဲခေါ်တဲ့အင်းဝမျိုးကြီးပျက်စီးသွားခဲ့ပါတယ်1930မှာတော့အင်အား9.3ရှိတဲ့ငလင်ကြီးကြောင့်ဘကိုးမှာလူရချီတည်ဆုံးစေခဲ့ပါတယ် 1946မှာတော့မန္တလေးမြို့မြောက်ဖက်မှာအင်အားပြင်းကလေးကြီးနှစ်ခုလှုပ်ခတ်ခဲ့ပါတယ်2012ခုနှစ်မှာတော့မြန်မာနိုင်ငံအလဲပိုင်းမှာအင်အား6.8ရှစ်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့လူသားချင်းကြီးတည်ဆုံးခဲ့ပါတယ်။သခိုင်းပြည့်ရွှေကျော်ရဲ့နေရာအများပြမှာနောက်ထပ်အကြီးစားအကွဲမှုကြီးတွေထပ်ဖြစ်ဖို့အချိန်လွန်နေခဲ့တာကြာပြီလို့ပညာရှင်တွေကအရင်ကတည်းကသတိပေးထားကြတာဖြစ်ပါတယ်။ကယ်လီဖိုးနီးယားကဆန်အန်ဒရီယပ်စ်ပြည့်ရွှေလိုပဲသခိုင်းပြည့်ရွှေဟာအားကောင်းပြီးတော့တိမ်တဲ့ငလင်ကြီးတွေလှုပ်ခတ်နိုင်ဆန်ရှိပါတယ်။ပြည့်ရွှေဟာတစ်ဖြောင်းနဲ့တစ်ဆက်သေးဖြစ်နေတဲ့အတွက် အရှည်ကြီးအကွဲနိုင်လို့အဖြက်ဆွမ်းအားလည်းပူကြီးစေပါတယ်။အင်အားခုနှစ်သသမခုနှစ်ရှိတဲ့ငလင်းဆိုတာဘယ်နေမှာမဆိုအပြက်စီးကြီးမှပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာကတော့အဓိကကြတဲ့ပြဿနာတွေကြောင့်ထိခိုက်ဆုံးရှုံးမှုကအရန်ကြီးမားသွားတာဖြစ်ပါတယ်။နောက်တစ်ချက်ကအနက်တိမ်မှုဖြစ်ပါတယ်။10ကီလိုမီတာပဲရှိတဲ့အတွက်ငလင်းရဲ့ဆွမ်းအင်ဟာမြေပေါ်ကိုအားပြည့်နေရောက်ပါတယ်။နံပါတ်2ကတော့အခြေခံအဆောက်အအုံအားနေတာဖြစ်ပါတယ်။အဆောက်အအုံအများစုဟာတံမကူတဲ့အင်္ဂလီကျိုးပြက်လွယ်တဲ့ကွန်ကရစ်နဲ့ပဲစောက်ခဲ့တာဖြစ်ပြီးတော့ငလင်းဘေးကင်းရေးကိုအယုံဆိုင်ခဲ့မှုက မရှိတော့နဲပါလေမန္တလေးလိုမြို့ပြဖြစ်ထုံးမှုမြန်တဲ့မြို့ကြီးတွေမှာအသက်ဆောက်တဲ့အဆောက်အုံတွေတောင်မှတင့်လျော်တဲ့ကြီးကြပ်မှုမျိုးမရှိဘူးလို့သုံးသပ်ထားပါတယ်နံပါတ်3ချက်ကမြို့ပြတိတ်သိမှုဖြစ်ပါတယ်ငလင်ဟာလူရည်တက်သမ5သားလောက်နေတဲ့မန္တလေးမြို့ကြီးအနီးမှာဘူပြူတာဖြစ်တဲ့အတွက်လူနေထိုးရတဲ့ရက်ွက်တွေဟာထိခိုက်မှုပိုများခဲ့ပါတယ်နံပါတ်4ချက်ကမြေသားအခြေအနေဖြစ်ပါတယ်မန္တလေးမြို့ရဲ့နေရာအများစုဟာနှုံးမြေဆန်တဲ့မြေသားအလူဗီယယ်ဆွဲပေါ်မှာတည်ရှိတာဖြစ်တဲ့အတွက်တုံခါမှုကိုချဲ့ပေးသလိုဖြစ်ခဲ့ပါတယ်တချို့ဧရိယာတွေမှာမြေသားအရေပြိုခြင်း liquefaction ဖြစ်စဉ်ကြောင့်မြေသားဟာရွှေ့ပြီးတော့ခြေမွသွားမျိုးလည်းရှိပါတယ်။နံပါတ်၅ကျတော့အရေးပေါ်တုံ့ပြန်နိုင်စွမ်းဖြစ်ပါတယ်။စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာအစိုးရဝန်ဆောင်မှုလုပ်ငန်းတွေရဲ့လက်ပတ်နိုင်စွမ်းဟာအင်မတန်ဥမာနှိမ့်ချနေပါတယ်။အရေးပေါ်ပြင်ဆင်မှုကလည်းအင်မတန်နည်းပြီးတော့ကယ်ဆယ်ရေးမှာထောက်ပံ့ပို့ဆောင်ရေးစိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။နံပါတ်၆အချက်ကတော့ပညာပေးစီစဉ်နည်းပါတာဖြစ်ပါတယ်။ငလျင်ဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတာအစမ်းလေ့ကျင့်တာပညာပေးတာတွေအင်မတန်ရှားပါတယ်။ငလျင်လောက်တဲ့အချိန်မှာဘယ်လိုကာကွယ်ယူရမလဲ။ ကိုကူကူဘလို့ကာဝေးရမယ်ဆိုတာမသိလို့လူအများပြသေဆုံးရတာဖြစ်ပါတယ်။ဒီလိုအခြေအနေဟာတော့ဘေးရန်တွေတခုကိုနိုင်ငံလုံးဆိုင်ရာဘေးဆိုးကြီးဖြစ်စေခဲ့တာဖြစ်ပါတယ်။မလ28ရက်နေ့ငလင်ကြီးနဲ့ကဘာတလောကအလားတူအင်အားပြင်းငလင်ကြီးတွေကိုရှင်ကြည့်မယ်ဆိုရင်အင်အားပြင်းတိုင်းထိခိုက်မှုပြင်းနေဆိုမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။ဆောက်လို့ရေလုံထုံးလုံနည်းတွေနဲ့ငလင်အတွက်ပြင်ဆင်မှုကသာအဓိကကျပါတယ်။ဂျပန်နိုင်ငံကတင်းကျပ်တဲ့ဆောက်လို့ရေစီမင်းတွေတိဆောက်ရေးစနစ်တွေနဲ့တဘာဝဘေးပြင်ဆင်မှုအလေးထားတွေကြောင့်အသက်ပေါင်းများစွာချမ်းသာရခဲ့ပါတယ်။ 2012ခုနှစ်တုန်းကအင်အား6ရှိတဲ့ငလျင်ကြီးရောက်ဆူနာမီလှိုင်းကြီးတွေပါပေါ်ပေါက်ခဲ့ပြီးမြဲခေတ်သက်အဆောက်အအုံအနှင်းငယ်သာပြိုကျခဲ့ပါတယ်ကယ်လီဖိုးနီးယားမှာဆိုရင်လည်းဥပဒေတွေပြင်ဆင်ပြီးတော့ကနဦးသတိပေးစနစ်တွေတက်ဆင်ခဲ့ရကြအောင်ထိခိုက်မှုလျှော့ချနိုင်ခဲ့ပါတယ်1994 Northridge ငလျင်ရောက်တည်ဆုံးသူတရားအောက်ပဲရှိခဲ့ပါတယ်ဒါမဲ့2023တုန်းကအင်အား9ဒသမ8ရှိတဲ့တူရကီငလျင်ကြီးရောက်လူ9000ကျော်တည်ဆုံးခဲ့ပါတယ်ငလျင်နဲ့ပတ်သက်တဲ့စီးမြင်တွေရှိပြီးမြဲအဆောက်အအုံအများပြားဟာစနစ်တကျမတိဆောက်ထားသလို စီမင်းနေနဲ့မညီတာကြောင့်ဒီလိုအဖြစ်ဆုံးနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။တူရကီငလင်မှာမြန်မာနဲ့ရှင်ပြစရာအချက်တွေအများကြီးရှိပြီးတော့တူရကီငလင်မှာမြန်မာငလင်နဲ့ရှင်ပြစရာအချက်တွေအများကြီးရှိပြီးတော့ဆော့လိုရေးနယ်ပယ်မှာတာဝန်ယူမှုတာဝန်ခံမှုကင်းတဲ့အလေးထားဆော့လိုရေးဖြက်လန်းနည်းတွေတုံးတဲ့ကိစ္စကိုလေးလာသူတွေကထောက်ပြကြပါတယ်။နောက်ထပ်နိုင်ရှင်စရာကတော့2015နီဘောငလင်ဖြစ်ပြီးတော့အင်အား9.8ရှိပါတယ်။အလားတူပဲစီမင်းစည်းကမ်းလျော်ရဲတာအဆင်ပြေလို့ဆောက်လုပ်တာကြောင့် အပြည့်စည်အထိကများပြီးတော့လူ9000လောက်တိတ်ဆုံးခဲ့ရပါတယ်။ကြိုတင်ပြင်ဆင်မှုနဲ့ဥတွေဆုံးမှုမှုဟာအသက်ပေါင်းများစွာကိုကာကွယ်နိုင်ပါတယ်။ပိုခိုင်ခန့်တဲ့အဆောက်အုံတွေအသိပညာပေးရအစီအစဉ်တွေနဲ့အရေးပေါ်အစီအစဉ်တွေရှိတာမရှိတာဟာလုံးဝကိုကွဲပြားခြားနားသွားစေမှာဖြစ်ပါတယ်။ပင်မငလင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာလည်းနောက်ဆက်တွဲငလင်တွေဆက်လှုပ်ပြီးတော့အင်အား6004လောက်ရှိတဲ့ငလင်တွေပါပေါဝင်ပါတယ်။ဒီနောက်ဆက်တွဲငလင်တွေဟာခိုင်ခန့်မှုအားနည်းသွားပြီဖြစ်တဲ့အဆောက်အုံတွေပေါ်မှာ အနေနဲ့တက်ရောက်မှုကြီးမားပါတယ်။နောက်ဆက်တဲ့ငလင်းတွေဟာရက်သက်တပတ်နဲ့ခြီးလားနဲ့ခြီးပြီးတော့ဆက်ဖြစ်နိုင်ပါတယ်။ဒါကြောင့်မတီငိမ်ရိုင်နဲ့ထိခိုက်သွားပြီဖြစ်တဲ့အဆောက်အုံတွေမှာလူတွေဆက်လက်မနေထိုင်ဖို့လိုအပ်ပါတယ်။ငလင်းပညာရှင်တွေဟာအကွဲစုံတွေကိုဂျိုရူပုံရိပ်ဖန်းစနစ်တွေမြေပြင်တိုင်းတားရေးအာဏာစနစ်တွေကျက်ရွေကျော်ပုံထုပ်စနစ်တွေနဲ့ဆန်းစစ်ပြီးတော့ဖိအားကဘလို့ရေးသွားတယ်လဲဆိုတာနားလည်နိုင်ပါတယ်။ဒီလိုပြင်ရဆိုင်လေးလာမှုတွေလုံနိုင်ရင်တော့ပြည့်ရွေကျော်ရဲ့ဘယ်နေရာကလက်ရှိမှာပိုဖိအားများနေတယ်လဲဆိုတာခံမှန်းလို့ရမှာဖြစ်ပါတယ်။ ဒီလို PR လွှဲပြောင်းမှု stress transfer ကြောင့်အခုခါမှာစကိုင်းပြက်ရွေကျော်ရဲ့ထိဆက်အစိတ်ပိုင်းတစ်လျှောက်တချို့ဒေသတွေမှာအနေနဲ့ပိုတိုးလာနိုင်ပါတယ်။ဒီပြည်စိုးကမြန်မာနိုင်ငံရဲ့ဒေသတွေမှာရေရှည်ကိုမျှော်မှန်းတဲ့ငလျင်ပြင်ဆင်မှုလုပ်ဖို့အရေးပေါ်လိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြနေပါတယ်။ပညာရှင်တွေကတော့ငလျင်ဘေးကင်းဖို့အတွက်ဆောက်လုပ်ရေးစီမင်းတွေပြင်ဆင်မုန်းမှန်ဖို့ငလျင်လှုပ်တဲ့အခါဘာလုပ်ရမလဲဆိုတဲ့အများပြည်သူပညာရေးအစီအစဉ်တွေလုပ်ဖို့ထောက်ပြကြပါတယ်။ မလင်းဆောင်ကြီးရဲ့ကနဦးတတိပေးစနစ်တွေတက်ဆင်နိုင်ဖို့ဆိုရင်တော့ရင်းနှီးမြှုပ်နှံမှုလိုအပ်မှာဖြစ်ပါတယ်ထိခိုက်လွယ်တဲ့အဆောက်အုံတွေနဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေကိုမလင်းတန်းခံနိုင်ဖို့ပြန်လည်ပြုပြင်မုံမှန်ဖို့လည်းလိုအပ်တယ်လို့ထောက်ပြထားပါတယ်ဒါပြင်ဘေးရနဲ့တုံ့ပြန်ရေးအတွက်အာဆီယံနိုင်ငံတွေကြားမှာနေဆက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းဆိုကြပါတယ်ဒါတွေအပြင်မြို့ပြတိဆောက်ရေးမှာဘေးရနဲ့ရှိဆုံး hazard zone ဆိုတာတွေကိုထည့်စင်စားရမယ်လို့ထောက်ပြကြပါတယ်ကြက်ရဲကျော်လှုပ်ရှားမှုရှိတဲ့ area တွေကိုမြေပုံထုတ်ပြီးတော့တင့်လျော်သလိုဇုံခွဲတင်တယ်လို့ဆိုပါတယ် ပြင်ဆင်တိဆောက်ရေးမှာတော့ဆေးအုံတွေနဲ့ကြောင်းတွေကိုဦးစားပေးရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့ပြီးတော့အင်ဒီဂျင်တိုင်းမှာပါတက်ရောက်မှုကြီးခဲ့တဲ့ဒီငလင်ကြီးဟာကြေကွဲစရာအဖြစ်ဆိုးတွေနဲ့အပြက်စီးတွေကိုဖန်တီးနေစေဖြစ်ပါတယ်ဒါပေမဲ့ပြင်ဆင်မှုတွေဒါရှိခဲ့ရင်တဘာဝရဲ့ဒေါသမှန်ဘလောက်ကြီးကြီးအကောင်းဆုံးတုံ့ပြန်နိုင်မယ်ဆိုတာကိုဒီဖြစ်စဉ်ကြီးကသတိပေးနေပါတယ်ကျွန်တော်နိုင်ငံအလဲဘူကဖြတ်တန်းသွားတဲ့ပြည်ရရောကြီးကနေကျွန်တော်နေထိုင်တဲ့အဆောင်တွေအထိကနဦးသတိပေးစနစ်တွေကနေအများပြည်သူအသိပညာပေးလှုပ်ရှားမှုတွေအထိကျွန်တော်တို့ခဲ့ရွေးချယ်မှုတွေဟာ အနာဂတ်မျိုးဆက်တွေကိုကာကွယ်ပေးနိုင်မှုအဆုံးဖြတ်ဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာတောက်လို့ရှားရှားကဘာတော်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါကျွန်တော်ခေရဲ့ရွေးချယ်မှုတွေဟာအနာဂတ်မျိုးဆက်တွေကိုကာကွယ်ပေးနိုင်မှုအဆုံးဖြတ်ဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာတောက်လို့ရှားရှားကဘာတော်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါ